ဗဇက်စည်းကမ်းရှိခြင်းရအစင်တန်းရှိခြင်းမှာပဲလူတိုင်းလူတိုင်းမှာသူ့ရဲ့ကိုယ်ရင်ကိုယ်တာကိစ္စရံဆိုတာရှိတယ်။လူသိစေခြင်းတာရှိတယ်လို့မသိစေခြင်းတာလည်းရှိတယ်။ကိုယ့်ရဲ့ဆွေမျိုးရင်မိတ်ဆွေရင်ပင်ဖြစ်နေကြစားသူမသိစေခြင်းတာကိုအတင်မမြင်ရဘူး။တတ်မှတ်ထားတာမဟုတ်ပေမဲ့ဒါဆောင်ထင်ရမယ့်ကျင့်ဝတ်တစ်ခုပါ။ပေါင်းတင်ဆက်ဆံရေးနယ်ပယ်မှာသိပေမဲ့မသိကြအောင်ဆောင်ရတယ်လို့သိပေမဲ့မပြောဘဲနေပေးရတာလည်းရှိတယ်။အဲ့လိုမျိုးနေထိုင်နေရင်တော့ရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါ။ ဒီတင်ဝက်က လူတစ်ယောက်ရဲ့အစဉ်တန်းနဲ့လည်းအများကြီးသက်ဆိုင်နေပါဗျ။မိတ်ဆက်စလို့ထင်ခဲ့တဲ့လူတချို့ကကိုယ့်ရဲ့ကိုရင်းကိုယ်တော်အကြောင်းအရာတွေကိုအတင်းတုပ်တဲ့အခါပုံကြီးချဲတဲ့အခါကိုကသိပေမဲ့မသိကြအောင်ဆောင်းလိုက်တာလည်းရှိတယ်။နောက်တစ်ခါသူတို့ပုံကြီးချဲလို့တီးသွားတဲ့သူတွေက ခနေတက်တက်ရှီးတက်တက်လာပြောတဲ့အခါဘာမှတော့ပြန်မပြောဘူး။ဒါမဲ့တီးမခတ်နိုင်တဲ့တနေ့ပြန်ပြောရင်လည်းတယောက်မျက်နှာတယောက်ကြည့်နိုင်တော့မှာမဟုတ်ပြောချင်တာကဘာကြောင့်လူမှုရေးနယ်ပယ်မှာစီးမထားတာလဲ ကိုရဲ့ပါဇက်ကိုစီကန်းရှိအောင်မထိန်သိမ်းတာလေသူများရဲ့အကြောင်းအရာကိုပပနေနေပြောပြီးတော့အရသာခံကြရတာလေငါလည်းဒီနေ့သူ့လိုကြုံနိုင်နေဆိုရက်အဲ့လိုအတိလင်းရှိနေဖို့လိုပါတယ်လူတယောက်ရဲ့အစံတန်းကငွေကြေးချမ်းသာမှုမဟုတ်လူတယောက်ရဲ့အစံတန်းကပါဇက်စီကန်းရှိဖို့နဲ့စာနာနားလည်ဖေးမာတတ်မှုပါဒီအတိလင်းရှိနေတယ်ဆိုရင်အစံတန်းမြင့်တဲ့သူတယောက်ဖြစ်နေပါပြီ ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေကိုပတ်စံနေစဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်မရဲ့ Mental Power Page နေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်